6လပိုင်းတလလုံးငွေဝင်ချမ်းစီပြီးတော့ကံကောင်းစီမဲ့အစွမ်းထက်ရည်ရည်လေးတခုကိုဆရာပြောပြပေးသွားမှာဖြစ်ပါတယ်။အခုရောက်နေတဲ့6လပိုင်းမှာငွေဝင်ချမ်းကျင်တယ်၊ငွေများများဝင်ကျင်တယ်၊ထီတွေချဲတွေပေါက်ကျင်တယ်၊ဈေးရောင်းကောင်းကျင်တယ်၊စီးပွားတက်ကျင်တယ်၊အယောင်းဝယ်တွေကောင်းကျင်တယ်ဆိုရင်ဆရာအခုပြောပြသွားမယ်6လပိုင်းတလလုံးငွေဝင်ချမ်းစီပြီးတော့ကံကောင်းစီမဲ့ရည်ရည်ကိုတည်တည်ချာချာလေးဆရာနဲ့အတူလိုက်ပါဆောင်ရွက်ကြဖို့ဆရာကပြောချင်ပါတယ်။နော် တစ်တော့ဆရာပြိတ္တတွေလည်းမင်္ဂလာပါ Facebook ကဆရာရဲ့ပြိတ္တတွေလည်းမင်္ဂလာပါဆရာကတော့ဘီဒီရရဆရာထူးမြတ်အောင်ပဲဖြစ်ပါတယ်ဆရာပြိတ္တတွေတော်တော်များတော့ဆရာကိုတီးပြီးသားဖြစ်မှာပါအဲ့တော့ဆရာဒီ6လပိုင်းတလာလုံးငွေဝင်ကျန်းစီပြီးတော့ကံကောင်းစီမဲ့ရရလေးကိုဘလို့ပြုလို့ဆောင်ရွက်ရမယ်ဆိုတာကိုဆရာတေးတေးချာချာလေးပြောပြပေးသွားပါမယ်အခုဆရာပြောပြသွားမယ့်ရရလေးကိုမိမိရဲ့စိတ်ထဲမှာပေါ့နော်ရှုံရုံကြီးကြီးနဲ့သာလှုပ်ပါကုသိုလ်စိတ်တွေတရားစိတ်တွေထားပြီးတော့မှလှုပ်ပါဒီရရကိုပြုလို့ပြီးပြီဆိုတာနဲ့6လပိုင်းတလာလုံး ငွေဝင်လာလိမ့်မယ်ငွေဝင်ကျန်းလာလိမ့်မယ်ကံကောင်းလာလိမ့်မယ်အဆဆရရအစဉ်ပြေလာလိမ့်မယ်လူအင်ဆန္ဒတွေပြေဝလာလိမ့်မယ်ဆိုတာကိုဆရာအာမခံပါတယ်ယုံယုံကြည်ကြည်နဲ့ဆရာနဲ့အတူဒီရရားကိုလိုက်ပါဆောင်ရွက်ဖို့ပဲလိုပါတယ်ဆရာအခုပြပြသွားမယ့်ရရားကလည်းကုသိုလ်ပြုရရားဖြစ်တဲ့အတွက်ကုသိုလ်လည်းရစေတယ်ငွေလည်းဝင်စေတယ်ကိုယ့်ရဲ့လူအင်ဆန္ဒတွေလည်းပြေဝစေပါတယ်ဆရာတို့ဒီရရားလေးကိုဘယ်လိုပြုလုပ်ရမလဲဆိုတာကိုဆရာတေချာလေးရှင်းပြပေးပါမယ်ဗီဒီယိုလေးကိုလည်းပြီးဆုံးအောင်ထိကြည့်ပေးပါ ဒါမှဆရာပြောတဲ့ဆောင်းရံရှောင်းရံတွေကိုလည်းသိရမှာဖြစ်ပါတယ်။ဆရာကူပြောပြသွားမဲ့ရည်ရည်လေးကိုဒီဗီဒီယိုလေးကိုစတွေ့ရဲ့နေရာနေစပြီးတော့စလုပ်လို့ရပါတယ်။6လပိုင်းထဲမှာလောက်ရမှာဖြစ်ပါတယ်။စတွေ့ရဲ့နေရာနေစပြီးတော့စလုပ်ပါ။ပြီးတော့နောက်တစ်ခုကတော့နေတိုင်းလောက်ဆရာမလို့ပါဘူး။တရက်သေးပဲဒီရည်ရည်ကိုပြုလုပ်ရမှာဖြစ်ပါတယ်။เนาะအဲ့တော့ခါကြတော့ဒီရည်ရည်လေးကိုမပြုလုပ်ခင်မှာဒီဆရာရဲ့ပေါ့เนาะ Facebook account TikTok account ဖြစ်တဲ့ဘေးဒင်းထူးမြအောင်ဆိုတဲ့ဆရာရဲ့ အကောင့်ကို like and follow လေးလုပ်ထားပေးပါ see first လုပ်ထားပေးပါလို့ပြောချင်ပါတယ်ဒါမှဆရာတရက်တခါနေ့စဉ်တင်ပေးတဲ့ရည်ရည်တွေကိုတွေ့ရမှာဖြစ်ပါတယ်ပြီးတော့ဆရာနဲ့ dial ဆက်သွယ်ခြင်းတဲ့သူတွေကလည်းဆရာရဲ့ Viber ဖုန်းနံပါတ် Telegram ဖုန်းနံပါတ်3996 GB ပဲ6လုံးပေါ့နော်3996 GB ပဲ6လုံးပြီးရင်3396တင်ပါဆရာနဲ့ dial ဆက်သွယ်ပြီးတော့ဘေးရင်မေးလို့ရတယ်ရည်ရည်အပ်လို့ရတယ်အဆောင်တွေလည်းဝယ်လို့ရပါတယ်ဆရာကူပြပြသွားမယ့်ရည်ရည်လေးကိုမနက်9:00နာရီကနေမနက်7:00နာရီခွဲတွင်ပြုလုပ်ရမှာဖြစ်ဖြစ်ပါတယ် ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုစွန့်ကပ်ကုသိုလ်ယူပြီးတော့ယရိယာပြုလုပ်ပြီးတော့ဆူတောင်းရမှာဖြစ်ပါတယ်အဲ့တော့မနက်9:00နာရီကနေမနက်7:00နာရီခွဲတွင်ဟိုဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုစွန့်ထမင်းနေတကွတင်မောဒီတောင်းကပ်လူရမှာဖြစ်ပါတယ်တင်မောဒီတောင်းဖြစ်ပါတယ်တင်မောဒီတောင်းကအိမ်မှာထောင်းလဲရတယ်အပြင်မှာအပြင်ကနေထောင်းပြီးသားဝယ်လဲရပါတယ်တင်မောဒီတောင်းမရှိတဲ့သူတွေကတော့တင်မောဒီတုတ်ကပ်လို့ရပါတယ်တင်မောဒီတုတ်ဖြစ်ပါတယ်တင်မောဒီတောင်းတင်မောဒီတောင်းကိုဦးစားပေးကပ်ပေးပါတင်မောဒီတောင်းလုံးဝမရှိဘူးဆိုရင်တင်မောဒီတုတ်ကိုကပ်ပေးပါ ပြီးရင်ဆရာတို့လိန်မော်ရီတစ်ခွက်ကိုလက်ဆော့ဖျားရှင်ကိုတော်မြတ်ကြီးကိုကတ်လူပေးပါပြီးရင်ဖျောင်းနိုင်ရအဖြူရောင်ဖျက်ရပါမယ်စီမီးအဖြူရောင်၃နိုင်ကိုညာဘက်လက်လေးနဲ့ကင်မယ်တန်မုတ်တွေကာရာကိုကိုးကောက်ရွတ်မယ်နော်ပြီးရင်ဆရာတို့ဘယ်ဘက်လက်နဲ့ပြန်ကင်မယ်ဂုံတော်ကိုးပါကိုကိုးကောက်ရွတ်ပါမယ်ရွတ်ပြီးပြီဆိုတဲ့ဆရာတို့ပေါ့နော်ဒီလိုဖျောင်းနိုင်၃နိုင်ကိုဒီလို၃ချောင်းလေးပူးပြီးတော့ပကံများလေးနဲ့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုပူဇော်လိုက်ပါအဲ့ဒါ ူတော်ပြီးပြီဆိုတာနဲ့စူတောင်းရမှာတော့ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကို6လပိုင်းတလလုံးငွေဝင်ကျန်းစီမဲ့ကံကောင်းစီမဲ့သင်္ဘောဒီတောင်းတပကံစွန်ထမင်းနဲ့တကွလိမ္မော်ရီတကွစီမီးဖြူရောင်၃နိုင်ကိုကက်လူပူတော်ပါတယ်ကက်လူရသောစေစနာတရားတရားမြတ်တာအကျိုးများကြောင့်တပည့်တော်သည်6လပိုင်းတလလုံး ဝင်ဝင်ကျမ်းပါစေအစအစအရာရာအဆင်ပြေပါစေကံဒီအထူးကောင်းပါစေဒီထက်မကလူနိုင်တန်းနိုင်ပြရစေဒီထက်မကသာသနာပြုနိုင်ပြရစေဆိုပြီးဆရာတို့ဆုတောင်းမယ်ဆုတောင်းပြီးပြီဆိုတာနဲ့ဒီရရားလေးပြုလုပ်လို့ပြီးပါပြီဒီရရားလေးကိုတည်တည်ချာချာသာဆရာပြောသလိုလိုက်လိုက်လို့ကြည်ပါ6လပိုင်းတလားလုံးဝင်ဝင်လာလိမ့်မယ်ကံကောင်းလာလိမ့်မယ်ဆိုတာကိုဆရာအာမခံပါတယ်ဘာလို့လဲဆိုတော့ဒီ6လပိုင်းကဆရာရဲ့မွေးလဖြစ်ပါတယ်ဆရာမွေးလာမှာဆရာပြိတ္တတွေအကုန်လုံးကိုဆရာကချမ်းသာစေခြင်းနဲ့အောင်မြင်စေခြင်းနဲ့တိုးတက်စေခြင်းနဲ့ငွေဝင်စေခြင်းနဲ့ လူဝင်ဆန္ဒတွေပြေးဝစေခြင်းနဲ့အဲ့ဒါကြောင့်မလို့ဆရာကအထူးအစွမ်းထက်ရည်ရာတစ်ခုကိုဆရာကပေးလိုက်ခြင်းဖြစ်ပါတယ်ဆရာမွေးလာမှာပေးတာဖြစ်ပါတယ်ပြီးတော့ဒီရည်ရာကိုပြုလုပ်မယ်ဆိုရင်ဒီဗီဒီယိုလေးကိုလည်း share ထားပေးပါမိမိရဲ့တငယ်ချင်းတွေမိတ်ဆွေတွေဆွေမျိုးတွေမိသားစုတွေကိုလည်းဒီရည်ရာလေးကိုပြန်လည်မျှဝေပေးဖို့ဆရာပြောခြင်းပါတယ် TikTok က TikTok ကဆရာပရိသတ်တွေရော Facebook ကဆရာပရိသတ်တွေရောဆရာခုပြောတဲ့အကြောင်းအရာလေးသုံးခုကိုလုပ်ပေးပါဒီဗီဒီယိုလေးကို share ထားပေးပါဆရာအကောင့်ကို like and follow လေးလုပ်ထားပေးပါဆရာရဲ့ဗီဒီယိုကိုလည်း like လုပ်ထားပေးပါပြီးတော့ comment မှာ မိမိရဲ့နေနံကိုရေးခဲ့ပါမိမိရဲ့နာမည်နဲ့နေနံကိုရေးခဲ့ပါဆရာရဲ့မွေးလဖြစ်တဲ့အတွက်ဆရာငွေဝင်ကျမ်းပြီးတော့ကံကောင်းအောင်လို့ဆရာကိုယ်တိုင်တေချာဆုတောင်းပေးပါမယ်နော်ပြီးတော့ဆရာရေးကြီးတော့ရေးကြီးရလေးတခုပြောချင်ပါတယ်အခုရောက်နေတဲ့6လပိုင်းကဆရာမွေးလဖြစ်တဲ့အတွက်ဆရာအထူးအစီအမံရတရားတခုကိုဆရာကိုယ်တိုင်တေချာစီမံပြီးတော့ပြုလုပ်ပေးနေပါတယ်ရတရားရဲ့နာမည်ကလည်းရွှေဝင်ငွေဝင်ဆိုတဲ့အစွမ်းထက်ရတရားဖြစ်ပါတယ် ဆရာပြိတ္တတွေအကုန်လုံးဆရာကိုချစ်တယ်ခင်းတယ်အားကိုးတယ်ယုံကြည်တယ်ဆရာနဲ့ကန်ဆက်ချင်တယ်ကန်တူအကျိုးပေးချင်တယ်ဆိုရင်ဆရာစီမှာအခုပဲရွှေဝင်ငွေဝင်ဆိုတဲ့ယတရားကိုလာအပ်လို့ရပါပြီဆရာကိုယ်တိုင်တရားစီမံပြီးတော့ပြုလုပ်ပေးမှဖြစ်ပါတယ်ဆရာစီမှာယတရားအဲ့နာမည်မွေးနေ့နေ့နဲ့ဟို Viber Telegram Messenger မှာမိမိအဆင်ပြေတဲ့နေရာမှာပို့ပေးပြီးယတရားအပ်လို့ရပါတယ်ယတရားအပ်တဲ့သူတွေအကုန်လုံးကိုလည်းဆရာကကြော်ဝဲတွေထိုးပေးမယ်ဆေးပြောင်းနိုင်တွေထွန်းပေးမယ်ဒရိုက်တက်စင်တွေလုပ်ပေးမယ်အစီမံတွေလုပ်ပေးမယ်ယတရားတွေလုပ်ပေးမယ်ဆရာက လိုအပ်ရင်လိုအပ်မဲ့ထင်တဲ့ရည်ရည်တွေကိုဆရာတေချာစီမံပြီးတော့ပြုလုပ်ပေးမှာဖြစ်လို့ဆရာစီမာ6လပိုင်းအတွက်ရွှေဝင်ဝေဝင်ဆိုတဲ့ရည်ရည် FPV ဆိုတာနဲ့ခုနှစ်ရသားသမီးအားလုံးရည်ရည်အပ်ထားတဲ့သူတွေအကုန်လုံး6လပိုင်းတလလုံးငွေဝင်ကြမ်းပြီးကန်ကောင်းစေရမယ်ဆိုတာကိုဆရာအာမခံပါတယ်ပြီးတော့ဆရာစီမာ6လပိုင်းအတွက်ဘေးရင်မေးလို့ရတယ်ဇာတာဆစ်လို့ရတယ်တဲတော်မေးလို့ရပါတယ်ဆရာကိုယ်တိုင်တေချာတွက်ချက်ပေးပြီးတော့မှဟောပေးမှာဖြစ်ပါတယ်ပြော်ဆရာစီမာဒီရွှေနင်းစီဆိုတဲ့အဆောင်ရေမွေးကိုလည်းဝယ်လို့ဝယ်သုံးလို့ရပါတယ်။เนาะ6လပိုင်းမှာ နော်အခြေရေးအိမ်တော်ရေးစီးပွားရေးလူမှုရေးပညာရေးကျန်းမာရေးစမ်းပွင့်လက်ပွင့်မျက်နှာပွင့်ဖို့ငွေဝင်ကျန်းဖို့ထီချဲပေါက်ဖို့အတွက်ဆရာစီမှာဒီရွှေနှင်းစီဆိုတဲ့အဆောင်ရည်မွေးကိုဝယ်သုံးလို့ရပါတယ်ဒီလိုလေးအဖုံးလေးဖွင့်ပြီးတော့စွရမှာဖြစ်ပါတယ်ညာဘက်လက်လေးနဲ့ကင်ကင်ပြီးတော့မိမိဖြစ်ချင်တာမိမိလိုချင်တာမိမိအဆင်ပြေချင်တာကိုဆရာတို့ဆူတောင်းပြီးတော့ဒီခန္ဓာကိုယ်မှာဆွတ်လိုက်ပြီးဆိုတာနဲ့တနေ့တာလုံးငွေဝင်စေတယ်ကံကောင်းစေတယ်အစားစားရရအဆင်ပြေသေးပါတယ်။ယောက်ျားလေးရောမိန်းကလေးရောသုံးလို့ရပါတယ်။ခုနှစ်ရက်သားသမီးအားလုံးသုံးလို့ရပါတယ်။ မြန်မာတပီလုံးကိုပို့ပေးပါတယ်ထိုင်းနိုင်ငံစင်ကာပူနိုင်ငံဂျပန်နိုင်ငံကိုရီးယားနိုင်ငံတွေကိုလည်းဆီယာကဘာအနှံပြကိုရောင်းဝယ်ပို့ပေးနေတာဖြစ်ပါတယ်ဝယ်သုံးပြောင်ဝယ်သုံးမှာအရန်ကိုအစွမ်းထက်ပြီးတော့ထူးခြားတဲ့6လပိုင်းအတွက်ရွှေနှင်းစီအဆောင်ရေမွေးလေးဖြစ်ပါတယ်ဒါလေးကတော့ငွေဝင်ခြင်းနဲ့ငွေမြဲစေခြင်းနဲ့ဆိုရင်ငွေဝင်ငွေမြဲစေတဲ့အစီပလင်းလေးလည်းဝယ်သုံးလို့ရပါတယ်နော်ဒီ6လပိုင်းမှာတင်မော်ဒီနဲ့လိမ်မော်ရေရရာကိုကတ်လူကြတဲ့ပြုလုပ်ကြတဲ့ခုနှစ်ရသားသမီးအားလုံးဆရာရဲ့မြစ်တာတက်ကြောင့်မလို့ဆရာရဲ့မွေးလာဖြစ်တဲ့6လပိုင်းမှာ ခုနှစ်ရသမီးအားလုံးငွေဝင်ကြမ်းပြီးတော့ငွေဝင်ငွေများများဝင်ကြပါစေလို့ဆရာဆုတောင်းပေးပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်